ဆရာဝန်တွေကြောင်းကလေးမွေးပြီးဘဝကူးသွားခဲ့ရတဲ့တယုံဆောင်အောင်ဘိုးဘိုးရဲ့ဇနီးပရိသတ်များလုံးမဲမင်္ဂလာဝါရှင်အီဂရစ်တိုင်ယာရီကနေပြန်လေကြိုဆိုလိုက်ပါတယ်။ဇေယုံကဆရာဝန်တွေရဲ့ပေါ်ဆောင်မှုကြောင့်အသက်ပေးလိုက်ရတယ်ဆိုပြီးလူပြောများနေရာကတော့လူကျန်တယုံဆောင်အောင်ဘိုးဘိုးရဲ့ဇနီးမနေလာအောင်ပါလူကြံတယောက်ဆောင်အောင်ဖို့ဖို့ဆိုတာကနာမည်ကြီးတယောက်ဆောင်မဟုတ်ပေမဲ့တခါတရံမှာရုပ်တံဇလန်းတွဲတွေရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာဒေးလီတယောက်ဆောင်လူကြံတယောက်ဆောင်ဖြစ်ပါဝင်တယောက်ဆောင်နေရဖြစ်ပါရဲ့ အစောပိုင်းမှာတော့အောင်ပိုပိုမှာမနီလာအောင်ဆိုတဲ့ဇနီးကျော်လေးတယောက်ရှိပြီးတော့သားသမီးမရှိဘဲနေထိုင်လာခဲ့ကြပါတယ်။လူချမ်းတယောက်ဆောင်အောင်ပိုပိုရဲ့ဇနီးမောင်နဲ့ဟာတခြားသောတယောက်ဆောင်မင်းသမီးတွေလိုချမ်းသာကြွားခြင်းမရှိပေမဲ့လည်းရောင်ရဲတင်းတိမ်စွာနဲ့ပျော်ရွှင်စွာဇနီးမောင်နဲ့နှစ်ယောက်နေထိုင်လာခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့လူချမ်းတယောက်ဆောင်အောင်ပိုပိုရဲ့ဇနီးတဲ့မနီလာအောင်မှာကိုဝင်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းကိုအောင်ပိုပိုတယောက်သူ့ရဲ့ဘဝလေးမှာဇနီးတဲ့နဲ့အတူသမီးလေးနဲ့မိသားစုဘဝလေးကိုတည်ထောင်ဖို့အတွက်စိတ်ကူးယဉ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲကိုအောင်ဘိုးဘိုးရဲ့ဇနီးတဲ့မနီလာအောင်ကနေစိလာစိနဲ့ကလေးမွေးဖို့အတွက်ဆေးရုံတက်ခဲ့ရပါဒီလိုနဲ့ဆေးရုံမှာသားဖွားစရာဝင်နေသူနာပြုတွေဟာမနီလာအောင်ကိုကလေးမွေးလွယ်ကူစေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဝမ်းချူခဲ့ပါတယ် ဒီလိုနဲ့ပဲကလေးမွေးပြီးတော့ဆရာဝန်တွေကစေယုံကဆင်းခွင်ပေးလိုက်ပါတယ်။စေယုံကနေအိမ်ရောက်ပြီးမှတော့တရုတ်ဆောင်အောင်ဘိုးဘွေရဲ့ဇနီးတဲ့မန်နီလာအောင်ကဝမ်းသွားမရက်ခဲ့ပါဘူး။နောက်ဆုံးဝမ်းသွားလွန်လို့အာရင်ကုန်ခန်းကပြာနှမ်းလာတယ်လို့သိရပါတယ်။ဒါကြောင့်လေကိုအောင်ဘိုးဘွေကဇနီးတဲ့ကိုခေါ်ပြီးစေယုံကိုပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲစေယုံရောက်ချိန်မှာတော့ကိုအောင်ဘိုးဘွေရဲ့ဇနီးတဲ့ကအောက်ဆီဂျင်ကျပြီးတော့မေမျောသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲစေယုံကကိုအောင်ဘိုးဘွေရဲ့ဇနီးတဲ့မန်နီလာအောင်ကိုစီးပိုက်ဖောက်လိုက်ချိန်မှာပဲတက်သွားပြီးတော့အ က်ပါဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ကိုအောင်ပူပူကတော့ဇနီးတဲ့ကိုအသက်ဆုံးရှုံးလိုက်ရတဲ့အတွက်တော်တော်လေးကိုကြေကွဲဝမ်းနည်းနေရပါတယ်။အထူးသဖြင့်တော့သမီးလေးနဲ့အတူမိသားစုဘဝလေးကိုတည်ထောင်မယ်လို့စိတ်ကူးထားပြီးမှဇနီးတဲ့ကအသက်ဆုံးရှုံးသွားခဲ့ရတယ်လို့မွေးကင်းစသမီးငယ်လေးနဲ့ကြံခဲ့ရတာကြောင့်ကိုအောင်ပူပူတယောက်ကတော့ဖြေးမစင်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။အထူးသဖြင့်တော့ကိုအောင်ပူပူကအခုချိန်မှာငွေပတ်စံမချမ်းသာတော့ပဲဇနီးတဲ့ကိုသာပြန်လိုချင်ခဲ့ရပါဘူး လူစံတယောက်ဆောင်ကိုအောင်ဘိုးဘိုးရဲ့ဇနီးတဲ့မတ်နီလောင်အသက်30နှစ်ရဲ့အတုပအခမ်းနာဟာကိုအောင်ဘိုးဘိုးရဲ့ငိုကြွေးတဲ့ ဇနီးတန်နဲ့အတူသမီးလေးကိုချိန်ခွင်နဲ့လိပ်ပြဆွဲပွဲမှာငိုကြွေးတန်တွေကအလုံးကိုဝန်းထဲကြေကွဲစရာဖြစ်ပါတယ်။တီတက်နားလေသူတွေရဲ့အဆိုအရတော့ကိုအောင်ပူပူရဲ့ဇနီးတန်မက်နီလာအောင်ကကိုဝင်ဆောင်ကလေးမွေးမိခင်နေကြုံတွေ့ရတဲ့မိရဲ့ဝမ်းလျှောတာဖြစ်တာကိုကြုံခဲ့ရတာလို့ဆိုပါတယ်။ဒါကိုဆေးရုံကဆရာဝန်တွေရဲ့ပေါ်ဆမှုကြောင့်အသက်ဆုံးရှုံးလိုက်ရတယ်လို့ပြောကြပါတယ်။အထူးသဖြင့်တော့အမျိုးသမီးတွေအနေနဲ့ကလေးမွေးပြီးချိန်မှာဝမ်းလျှောလို့ရှိရင်သတိထားသင့်တယ်လို့ဆိုကြပါတယ်။ ။ဘာပဲဖြစ်ဖြစ်ကိုအောင်ပူပူကတော့ဘာကြောင့်မဲဇနီးတဲ့ကိုဆုံးရှုံးရပါစေ။ကြေကွဲနေရပြီဖြစ်ပါတယ်။ဒါအပြင်အရွယ်မြောက်သေးတဲ့ရက်သားအရွယ်သမီးငယ်လေးကိုမိခင်မပါဘဲနဲ့လူဖြစ်အောင်အရွယ်ရောက်ကြည့်ပြင်းအောင်ကြွေးမွေးရတော့မှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမီးရဲ့ဝမ်းလျှော်ယောဂဆိုတာဘလို့ယောဂမျိုးလဲသိပါသလားလူကျန်းတယောက်ဆောင်ကိုအောင်ပူပိုးရဲ့ဇနီးတဲ့ဆုံးပါသွားရတဲ့အပေါ်မှာမိမိတို့ရဲ့ထင်မြင်ချက်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင် နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။